ဦးလေးကမြေမကြတာလားခုံပေါ်မှာပဲထိုင်တာအစင်တန်းခွဲကြတာလားဦးလေးကဖင်ကမပါလာတာတဲ့အဖင်ကမပါမပါတာလားတဲ့အဲ့တော့ဘန်ပွိုင်းဆိုတဲ့အကောင့်လေးကယောက်ျားလေးလားမိန်းကလေးလားတော့မသိဘူးပေါ့နော်အကောင့်လေးကတော့ဘာမှမတင်ထားဆိုအကောင့်တူပုံစံလေးနဲ့သူများတကာကိုဘလိမ့်မှုပဲလိုက်ပြီးဖွင့်ထားတဲ့အကောင့်လေးလားတော့မသိဘူးမေးချင်တာမျက်လုံးမပါဘူးလားမျက်စိကန်းနေလို့လား ဟမ်ကန်းတယ်လို့တော့မထင်ပါဘူးဘာလို့ဆိုတော့ဒီလိုတော့ဝင်ပြီးရေးရရေးလို့ရတယ်ဆိုတော့လေမျိုးလုံးကတော့ကန်းနေတာမဟုတ်လောက်ဘူးအဓိကဘာလို့ဆိုတော့အတိညာဏ်နေပေါ့အတိညာဏ်နေပေါ့ဘာလို့ဆိုတော့ဟိုဟာလေပြောချင်စိတ်ပဲများနေတာကွာသူများတခါပြောချင်စိတ်ပဲများနေတာဒါမှမဟုတ်လိုက်ပြီးစနေတာလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျမကကျမယောက်ျားထီတော့လည်းမခံနိုင်ဘူးကွယ် ။ဘာလို့လဲဆိုတော့အကိုကအစင်တန်းခွဲကြတဲ့စိတ်သာရှိလို့ရှိရင်လေအဲ့လိုမျိုးကြီးဟိုအကုန်လုံးနဲ့တူတူထိုင်ပြီးတော့မှမှလက်ကြီးနဲ့တောင်ထမင်းနေအဲ့လိုတပြောတပိုင်းစားနေမှာမဟုတ်ဘူး။ကျမရောက်ကြမှာအဲ့စိတ်လည်းမရှိပါဘူး။သူတွေမဟုတ်ဘူးကိုရောနှစ်ယောက်စလုံးကပျော်ပျော်ရွှင်သွားမယ်ပျော်ရွှင်နေမယ်။အဲ့စိတ်မျိုးပဲရှိတာ။အဓိကကဘာလဲဆိုတော့အကွက်ခါးနာနေရလေခါးနာနေတဲ့ခါကျတော့အောက်မှာကျန်းကင်းမှာထိုင်လို့မရဘူး။ထိုင်ပြီးသွားလို့ရှိရင်ပြန်ထားတဲ့ခါအဆင်မပြေဘူး။ဒါကကျတော့ခါးနာဘူးတဲ့သူတွေဆိုရင်တည်တယ်နော်။အဲ့တော့ဒီလောက်ကိုဟိုကိုအလှူသွားလုပ်တယ်ဆိုလေ ည်းသူနောက်ကနေလိုက်ပေးတယ်အကုန်လုံးစီစဉ်ပေးတယ်အခုကလေးတွေအိမ်ကိုနေပြီးတော့သွားရင်းနဲ့လိုက်တယ်သူကလေးတွေအိမ်မှာထမင်းစားတယ်เนาะအဲ့တော့အချိန်လေးရခဲ့လို့ရှိရင်ဝေါ်လေးကိုနည်းနည်းလေးလေးတိလာအပေါ်အောက်လေးတွေလဲလဲလဲလိုက်ပြီးဆွဲကြည့်လိုက်အဲ့ထမင်းစားလို့မှအဲ့လိုမျိုးမဟုတ်ဘူးအကူကခန်းနာနေတဲ့အတွက်ကြောင့်အမြဲအဲ့လိုခုံလေးနဲ့ထိုင်တာเนาะပြောပြရပေးလိုက်ပါတယ်ရှင်ကျွန်မယောက်ျားတို့ထိမခံနိုင်လို့ဒီမန်လေးကိုပြန်ပေးလိုက်တာဖြစ်ပါတယ်ရှင် thank you